င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါတော့မယ်ကြောက်ဖြူမျိုးနီတိုက်ပွဲတွေပြင်းထန်လာတဲ့အတွက်တာမန်တရက်ဝန်တန်းတွေထွက်ပြေးတိမ်းရှောင်မှုတွေရှိနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်ကြောက်ဖြူမျိုးနီမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကတနေ့ထက်တနေ့ပြင်းထန်လာတဲ့အတွက်တာမန်တရက်ဝန်တန်းတွေကအခုရက်ပိုင်းအတွင်းမှာစက်ရုံတွေကနေထွက်ပြေးတိမ်းရှောင်မှုတွေရှိလာနေတယ်လို့သိရပါတယ် စီးရီးသတင်းအရင်းမြစ်တအူးကအီနဲ့တိုက်ပွဲဖြစ်တော့စကောင်စီဘက်ကတရုတ်ဆက်ယုံတွေနဲ့အင်ယူရဲကိုလုံခြုံရေးပုံစံနဲ့အင်အားတွေဖြည့်နေအမှန်ကကာဗာယူပြီးနေနေတာဒါတွေကိုဆက်ယုံနေမှရှိနေတရုတ်လုံသားတွေနဲ့မြန်မာဝန်ထမ်းတွေကသဘောပေါက်လာလို့ကြောက်လို့ထွက်ပြီးတိမ်းရှောင်လာကြတာလို့ပြောပါတယ် ကျောက်ဖြူမြို့နယ်ဂုံးချိန်တိုက်နယ်မလကျုံဧရိယာဝန်ကျင်ရှိတရုတ်စီမံကိန်းဧရိယာနီတီတိုက်ပွဲဖြစ်ပွားလာပြီးစစ်ကောင်စီမှအဆိုပါနေရာတွေမှာအင်အားဖြည့်တင်ပြီးလုံခြုံရေးယူထားကပြစ်ခတ်မှုတချို့နဲ့ဆက်ယုံနီးဝန်းကျင်မှာဖြစ်ပွားနေရလို့ဆိုပါတယ်။ထွက်ပြေးတိရှောင်ကြတဲ့အထက်မှာတရုတ်လုံသားပါဝင်မြန်မာလုံသားတွေလည်းပါတယ်လက်နက်တွေကနေတိုင်းပြစ်နေတဲ့လေရင်ကပုံကျတဲ့ဒရုန်းနဲ့တိုက်တဲ့အခြေအနေကစိုးရိမ်ရတဲ့အနေအထားဖြစ်လာတော့မနေ့ကမေလ26ရက်ကစပြီးထွက်ပြေးတိရှောင်သွားကြတယ်လို့သိရတယ်လို့ပြောပါတယ်။ တရုတ်ဝန်ထမ်းတချို့ကတော့တိုက်ပွဲဖြစ်ပွားမှုမရှိသေးတဲ့ကြောက်ဖြူတဘာဝတံငွေနဲ့ရှင်နဲ့စိတ်ကန်းစီမံကိန်းရှိတဲ့မဒီကျွန်းဘက်ကိုတင်းရှောင်ကြပြီးတရုတ်ဝန်ထမ်းအကြီးပိုင်းတချို့ကတော့ရန်ကုန်ကိုလေကြောင်းနဲ့တင်းရှောင်သွားကြတယ်လို့ကြောက်ဖြူမျိုးကံမျိုးသမီးတောင်ကဆိုပါတယ်။နောက်ထပ်တပုတ်အနေနဲ့မဒီယာမျိုးနဲ့အရှိချမ်းမှာတိုက်ပွဲတွေပြင်းထန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ဗန်တလီတိုင်းမဒီယာမျိုးနဲ့အရှိချမ်းမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးမေလ26ရက်ညပိုင်းထိတိုက်ပွဲဖြစ်ပွားနေရလို့တော်လိုင်းတက်တွေစီကသိရပါတယ်။ မဒီယာမြို့နယ်အရှိချမ်းကတရုတ်နိုင်ငံရှင်ဤမြုံနယ်မှုဖြစ်တဲ့အယ်ဖာပီလက်မြေဆက်ယုံညကန်တာရွာနဲ့ထန်းပင်ကုန်းကျင်းရွာကြားနီးတိုက်ပွဲတွေပြင်းထန်နေရလို့သိရပါဗျ။စစ်တပ်ဘက်ကလုံနေတာမြေပြင်ထိုးစစ်ဆင်မရရင်လေကြောင်းကနေပုံကျတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တအုပ်ကပြောပါဗျ။ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ထမ်းမင်ကုန်းဘူကုန်းရောင်းတစ်ကုန်းကြောင့်တရားလက်ဝဲကြီးအောင်တာယာကုန်းစတဲ့ကြေးရွာတွေကနေအိမ်တွေအများစုပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။လေလာအတွင်းစစ်ကောင်စီကအကြိမ်ပေါင်း200ကျော်လေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီးတရက်တည်းကိုအကြိမ်30ကျော်တိုက်ခိုက်ခံရတဲ့ရက်တွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ မေလာတရမ25ရက်နေ့ဒီနေ့စဉ်လေးကြောင်းတိုက်ခိုက်နေပြီးကြေးရွာစာတင်ကြောင်းဘုံကြီးကြောင်းနဲ့စေခန်းတွေကိုစစ်တပ်ကအ धिक ပြစ်မှတ်ထားတိုက်ခိုက်နေတာလို့ဆိုပါရယ်မတရားမျိုးနဲ့အရှိချမ်းကို2029စစ်စင်ရေးမှာ MDYP တရဦးဆောင်တဲ့တော်လိုင်းတပ်တွေကစစ်တပ်စခန်းပေါင်း40ကျော်ကိုသိမ်းခိုက်ပြီးထိန်းချုပ်ထားတာဖြစ်ပါရယ်စစ်တပ်ကမတရားမျိုးနဲ့အနောက်ချမ်းကို2024နှစ်ကုန်ပိုင်းမှာစစ်ကြောင်းထိုးထိန်းချုပ်ခဲ့ပြီးမန္တလေး PDF ထိန်းချုပ်တဲ့အရှိရှမ်းကိုထိုးစစ်ဆင်ပြီးပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေရလို့သိရပါရယ် ဆက်လက်ပြီးထိုင်းမြန်မာနယ်စပ်ရှိတိပေါ်ဘိုးစစ်တပ်စခန်းအပဝဲစစ်ကောင်တီတပ်စခန်းနေရာများအလုံးကို KNL မဟာမိတ်ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တော့မှာဖြစ်လို့ပြည်သူများထိုင်းဘက်ကိုတိမ်းရှောင်နေကြောင်းတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်ရှိတိပေါ်ဘိုးစစ်တပ်စခန်းအပဝဲစစ်ကောင်စီတပ်နေရာတွေအလုံးကို KNL မဟာမိတ်ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တော့မှာဖြစ်ပြီးပြည်သူများထိုင်းဘက်ကိုတိမ်းရှောင်လာကြောင်းနယ်စပ်သတင်းရှင်းပြတွေစီကသိရပါရယ်။ မေလ29ရက်နေ့မနက်ပိုင်းတိုင်းမြန်မာနယ်စပ်မြောင်းရီခရိုင်တွင်းရှိတိဘော်ပေါ်စုံစည်းမြိုင်းဝေါ်လီဒေသတွင်းရှိစစ်ကောင်စီတပ်စခန်းတွေကို KNL မဟာမိတ်တပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်ဖို့စတင်လှုပ်ဆောင်နေတဲ့အတွက်ပြည်သူတွေကထိုင်းဖက်ချမ်းမော်လီချိုင်းဖုံမီယာဆအိုဂျီရွာများဘက်ကိုတောင်းရင်းမြေ ကန်ကူးရှောင်တိန်နေခြင်းဖြစ်ပါတယ်တိုက်ပွဲကတိပေါ်ပူနာကန်နေပြီးစုံစည်းမြိုင်ဘက်ကလည်းကန်နေပြီးဒရုန်းနဲ့ကျဲလိုက်စနန်ပါနဲ့ထောက်ပြလိုက်လက်နက်ကြီးပြတ်ထက်လိုက်ဖြစ်နေပြီးမနေရတော့ဘူးမော်လီဆိုင်ကအမျိုးတွေဘက်ကူးလာနေတဲ့တောင်နီကလူတွေလည်းသူ့မွဲခီဘက်ဖုတ်ဖရဘက်ကူးကုန်ပြီလို့ထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်တွေကပြောပါတယ် မေလ23ရက်နေ့စစ်ကောင်စီပလဲတူစခန်းကို KNL မဟာမိတ်ပူးပေါင်းတပ်များသိမ်းပိုင်ရရှိပြီးရနောက်သေးပေါ်ပေါ်စုံစည်းမြိုင်ဥက္ကဋ္ဌစစ်တပ်စခန်းတွေကိုပိတ်ဆို့ပြတ်တောက်ထားရာနှစ်ဖက်တိုက်ပွဲပြင်းထန်တဲ့အခြေအနေတွေကြောင့်ပြည်သူတွေကထိုင်းနိုင်ငံဘက်ကိုတိမ်းရှောင်နေကြခြင်းဖြစ်ကြောင်းသိရပါရယ်။ထိုင်းမြန်မာနယ်စပ်မှာထိုင်းစစ်တပ်24နာရီလုံခြုံရေးကိလေနေပြီးအသင့်အနေထားစည်ပြင်ဆင်ထားကြောင်းသိရပါရယ်။လက်ရှိကရင်ပြည်နယ်အတွင်းမြားရီဖျားသုံးစုကော့ဂရိတ်ကျုံတို့ဖပေါ်တန်တောင်ထေသများအတွင်အချမ်းဖက်စစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်တပ်တွေကြားတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိပါ ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အထိနာလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းများဖားကန်ရောက်လာတဲ့အတွက်ဒေသခံများစစ်ပေးအတွက်အသင့်ပြင်ဆင်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ကချင်ပြည်နယ်ဖားကံမြို့ကိုကာမိုင်းမှထိုးလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းအထိနာပြီးလုံခင်းရမ်းချက်ဆက်ရုံကိုရရှိလာပြီးဖြစ်တဲ့အတွက်လုံခင်းကြီးရွာအုပ်စုအတွင်းမှလေပြင်းကြီးရွာဖန်ကားဆောင်တဲ့ငိမ့်ချန်တာယာကြီးရွာမှပြည်သူများစစ်ပီးရှောင်ကြဖို့နဲ့အသည့်အနေထားပြင်ထားတင်တယ်လို့ KIA KPDN နဲ့နီးစပ်တဲ့သူတွေစီကတီးရပါတယ်။အင်အား600ခန့်ရှိစစ်ကောင်စီတပ်စစ်ကြောင်းကကာမိုင်းဖားကံလမ်းကြောင်းတိုင်းစစ်ကြောင်းတက်လာစဲလမ်းမှတိုက်ခိုက်ခံရပြီးအင်အားတရာဝန်းကျင်သားဖားကံလုံခင်းရမ်းချက်ဆက်ရုံရောက်ရှိလာပြီးဖြစ်ပါတယ်။ကာမိုင်းဖားကံလမ်းကြောင်းတိုင်းစစ်ကောင်စီတပ်စစ် ကြောင်များအင်အားထက်မှန်ဖြည့်တင်းလာနိုင်တဲ့အတွက်တိုက်ပွဲအချိန်မီဖြစ်ပွားနိုင်ကြောင်းမနီကလည်းလုံခင်ရဲစခန်းတွင်15မိနစ်ခန့်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ကြောင်းပြည်သူများအနေနဲ့လုံခင်ရဲချက်ဆက်ရုံနဲ့နီးတဲ့နေရာများအထူးသတိထားနေထိုင်ကြဖို့ပြောပြပါရစေ။စကောင်စီတပ်ကဖားကန်ရဲဝင်ပေါက်ထွက်ပေါက်တွေကိုအရပြန်ယူရန်ရည်ရွယ်ပြီးစစ်အင်အားဖြည့်တင်းနေခြင်းဖြစ်ကြောင်းလက်ရှိကာမိုင်းဖားကန်လမ်းကြောကိုလည်းလွတ်ခွင့်ရတဲ့အတွက်ပြည်သူများစစ်ပီးအတွက်ကြိုတင်ပြင်ဆင်ရှောင်ထားတဲ့ကြောင်းစကောင်စီတပ်ကဖားကန်မှာရှေ့လမ်းတမ33ရဲ့ဖားကန်ပြူဟာကုန်းလုံခင်ရဲ န်ချံကန်စည်းပြူဟာမစွဲရန်အထုတ်ထောင်းလုံခင်းမြောက်ကုံရေကင်းဖားကန်ရေကင်းတရုတ်ပုံကြောင်ဘတ်ဖျားပေါ်မှာဖားကန်ပြူဟာကုံမှာရှေ့ကင်းထုတ်ထားတဲ့ရှေ့ကင်းစကန်လို့ရှိတယ်လို့သိရပါဗျ နောက်ထပ်ဒီပုံအနေနဲ့ပေါက်ကောင်းမျိုးနဲ့မှာကျင်းရွာမီရှုပ်ဖြက်စီးတဲ့စစ်တပ်စစ်ကြောင်းကို PDF ပူပေါင်းတပ်များတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းပြည်ခရိုင်ပေါက်ကောင်းမျိုးနယ်ရှိတိုက်ချောင်းကျင်းရွာမီရှုပ်ဖြက်စီးတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုပြည်သူ့ကာကွယ်တပ်မတော် PDF ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။တိုက်ချောင်းကျင်းရွာကိုမေလ26ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာပြီးနေအိမ်များကိုမီရှုပ်ဖြက်စီးခဲ့တာဖြစ်ပါရယ်။ယနေ့ပိုင်းမှာပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်3600တင်းအမှတ်1တိုင်ရင်းနဲ့ပူးပေါင်းတပ်တွေကခြေရွာနီမှာတိုက်ခိုက်ခဲ့တာလို့တော်လိုင်းရဲဘော်တုံးကပြော ောပါရယ်။တိုက်ခိုက်မှုတွင်စစ်ကောင်စီဘက်မှတအုပ်တည်ဆောင်ပြီး9ဦးတရားရရှိကသေဆုံးသူနဲ့တရားရသူတွေကိုအဲ့ဒီနေ့ညပိုင်းမှာပေါက်ခေါင်းမျိုးပေါ်ကိုပြန်လည်ခေါ်ဆောင်သွားကြောင်းသိရပါရယ်။ တိုင်ချောင်းကြီးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ် စစ်ကြောင်းဝင်လာတယ်လို့ပောက်ခေါမျိုးကန်တောက်ကဆိုပါတယ်စစ်ကောင်စီစစ်ကြောင်းမရှိတော့ပေမဲ့ပြန်ဝင်ရဲသေးဦးရွာထဲကအိတ်ဆဲလုံးမီးလောင်သွားတယ်လို့ကြားတယ်ဘယ်သူနဲ့မှပြန်ဝင်ရဲသေးတာအခြေအနေကြည့်မရတယ်လို့တိုင်ချောင်းကြီးရွာကန်ဒေသခံတောက်ကပြောပါတယ်ပောက်ခေါမျိုးနယ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီကတိုက်ပွဲပြင်းထန်ပြီးရဲ့နောက်ပိုင်းထိတ်တန့်ရင်ဆိုင်တိုက်ပွဲမဖြစ်ခဲ့ပေအခုတစ်ချိန်တိုက်ပွဲပြန်ဖြစ်တာဖြစ်ပါတယ်ဖေဖော်ဝါရီ၁၈ရက်ကပောက်ခေါမျိုးနယ်စစ်ကောင်စီတပ်ထောက်ပို့ကားကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဘက်မှ၉ဦးသေဆုံးခဲ့ပါ တယ်။ဖေဖော်ဝါရီကစီးရီးတင်းမာခဲ့စဉ်စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးခြင်းများပြုလုပ်ခဲ့ပြီးပေါက်ခေါင်းမျိုးအိုင်ဆောင်ရွာကွင်းကြီးရွာနီးရုံးမပတ်ဝန်းကျင်ဒေသတွေမှာဒေသခံပြည်သူ9000ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။တော်လိုင်းအားကောင်းတဲ့ဒေသတွေမှာရဲသားများကိုဦးတည်ပြီးမြေလန်းစနစ်ကျင့်သုံးတဲ့စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေပြည်ခရိုင်တွင်ရောက်လာပြီးဖြစ်ပြီးဒေသခံများသတိပြုကြဖို့ပြည်မျိုးနယ်အခြေခံပညာကျောင်းသားများတမကကတတိပေးပါတယ်။ ပြည်ခရိုင်တွင်ပြည်ပေါကောင်းရွှေတောင်ပဒောင်းမြို့နယ်တို့တည်ရှိပါတယ်။လက်ရှိမှာပဒောင်းမြို့နယ်အတွင်းရှိပဒောင်းနယ်အုပ်ချုပ်ပင်မြို့မှာစစ်ကောင်စီတပ်စခန်းတွေကိုအရခတက်တော်အေးနဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်နေပြီးတိုက်ပွဲဖြစ်ပွားနေပါတယ်။စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုတွေမြေပြင်စစ်ကြောင်းတွေကတနက်နေ့ပစ်ခတ်မှုတွေရှိနေရလို့သိရပါဗျ နောက်ထပ်တစ်ပုတ်အနေနဲ့တောင်တာနယ်ထနောင်းကုန်းပြူရာကိုစစ်တပ်အင်အားထပ်တိုးထားတဲ့ကြောင်းတင်ဆက်ပေးပါမယ်။နေဆက်ခရိုင်စစ်စေးမှာတိုက်ခိုက်ခံရတဲ့ထနောင်းကုန်းပြူစောတိရွာကိုစစ်ကောင်စီတပ်တွေအင်အားတိုးထားပြီးတော်လိုင်းတပ်တွေကဖျက်တောက်ရေးတွေလုပ်ထားတယ်လို့နေဆက်ခရိုင်တရင်သုံးစီရတရားဝါရီပြည်လဆန်ငါရက်ကစတင်ခဲ့တဲ့ခရိုင်စစ်စေးရေးမှာထနောင်းကုန်းပြူစောတိရွာကိုမြင်းချန်ခရိုင်တရင်သုံးနဲ့တောင်တာမြို့နယ်ပကဖားတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့တရင်သုံးတရင်မှုကပြောပါရယ်။ အဲ့ဒီရွာကအိမ်တွေအကုန်လုံးကိုကျွန်တော်တို့စီးနိုင်ပြီးယူကောင်းဆောင်ထူအောင်အိမ်တွေသူ့ရှိဘက်ကလေးကအိမ်မဲကျန်တော့တာလို့တရင်တုံတရင်မူကပြောပါတယ်တနောင်ကုန်းပြူစော်တီရွာဟာတောင်သာမြို့နယ်မှာနာမည်ကြီးပြူစော်တီရွာဖြစ်ပြီးပြူကောင်းဆောင်ထူအောင်ကဥဆောင်ထားပါတယ်အဲ့ဒီရွာမှာစစ်တပ်နဲ့ပြူစော်တီစုစုပေါင်းအင်းအား90ခန့်တပ်ဆွဲထားတယ်လို့သိရပါတယ်မေလ15ရက်ကနေ18ရက်နေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာမော်တော်လိုင်းတပ်တွေကမီတာ100အကွာနေက ဝိုင်းထားခဲ့တာလို့ဆိုပါတယ်အဲဒီနောက်လီရင်ပြစ်ကူယူပြီးမြင်းကြံမျိုးတီတာရွတ်မွန်စက်ကြောင်းကနေအင်အားတရာကျော်လာရောက်စစ်ကူပြီးကကျူကောင်းဆောင်ထူအောင်တဲ့ဖွဲ့ကိုခေါ်ယူပြန်လဲဆုတ်ခွာသွားတယ်လို့သိရပါတယ် အခုနောက်ဆုံးကတော့မြင်းချံကပြည်သူစစ်တရားကြော်လောင်းနဲ့လာတက်ဆွဲတယ်လို့သိရတယ်ဒီဘက်ကိုကျွန်တော်တို့ဖြတ်တောက်ကြီးတွေလှုပ်ထားတယ်တိုက်ပွဲပြီးတဲ့နောက်ရက်မှာလည်းစစ်တပ်ကလေရင်နဲ့ရိတ်ခါတို့တာချပီးသေးတယ်လို့တရင်တုံတရင်မှုကပြောပါတယ်တုံးရတာတိုက်ပွဲမှာထဏောင်းကုန်းပြူစောတီရွာစစ်သားနဲ့ပြူစောတီ၅ဦးမျက်မြင်ပြီးဆုံးခဲ့ပြီးလေကြောင်းပစ်ခတ်မှုတွေကြောင့်တော်လိုင်းရဲဘော်၁၀ဦးမစိုးရင်ရထရန်ရရှိခဲ့တယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်